ဲအားလုံးပဲမင်္ဂလာပါနော်မနေ့ကတော့ဒီမှာနင်းကထွက်သွားတယ်ညနေကတော့9ရှစ်ပေါ့နော်ကျွန်တော်မနေ့ကဆိုမနေ့ကပေးဖို့ပေါ့နော်ဒါလူဝါတာပေါ့တကယ်လေးလူဝါတာပါကျွန်တော်အကနန်းကြံတော့ကြံခဲ့ဦးမယ်လို့တော့ပြောလိုက်သေးလားမသိဘူးအကနန်းကကြံပြအောင်ကြံတော့ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဒီမှာပေါ့နော်68 68 68ထွက်လို့ဆိုပြီးသူကဗုဒ္ဓဘုံနေမှာမှာနှစ်တက်က တင်းနေလို့ပြန်စင်းတယ်ဒီတစ်ခေါက်မှာတော့ပိတ်ရဖြစ်သွားပေါ့နော်ပိတ်ရဖြစ်သွားတဲ့ခါကျတော့ဒီမှာကနန်းတော့မရှိဘူးပေါ့နော်မရှိတဲ့ခါကျတော့ကျွန်တော်ဒီမှာနှစ်တည့်ရဒီညနေကြာတာနှစ်ငါးကိုကျွန်တော်25ဆိုပြီးပေးဖို့ရကိုကြံသွားတယ်ပေါ့နော်အဲဆိုနှစ်ငါးတစ်ခွက်ကလွတ်သွားမနှပိုင်ပေါ့နော်အဲ့နှစ်ငါးကနောက်တစ်ဆိုင်နဲ့ကျွန်တော်တို့ဒီ84ထွက်တဲ့ဆိုင်နဲ့ 84ထွက်တဲ့ sign နဲ့လည်းရှိရတယ်။ပြီးရတဲ့တစ်ဖက်ကပေါ့နော်။ဒီမှာ84ထွက်တဲ့ sign နဲ့မှာအဲ့နှင်းငါဘလို့ကြလဲဆိုခုနဒီမှာနော်ဒီ36ကကျွန်တော်36လို့ဆင်းတယ်။ဒီမှာတော့ပိတ်ရဖြစ်သွားတယ်။ဒီမှာ3ည9ကဒီမှာ9 3ညလို့ဆင်းတယ်။ဟောဒီ1 9လဲဒီမှာ1 9လို့ ထပ်ဆင်းနိုင်တယ်ဗောနော်အဲ့ဒီအတွက်ကိုကျွန်တော်ခွန်လေးဆိုင်နဲ့လည်းကျွန်တော်မိနစ်အရကြီးလိုက်အဲ့အချိန်ကလည်းကျွန်တော်15မိနစ်စာပဲဆိုတော့15မိနစ်စာပဲဗောနော်အဲ့ဆိုတော့ခဏကြံပြအောင်ကိုကြံသွားတယ်ဟုတ်ပါပြီအဲ့ဆိုနင့်ငါတော့မရလိုက်တော့ဗောနော်ကျွန်တော်ဒီမှာတော့လေးလုံးလောဆယ်လေးလုံးဝင်နေကျွန်တော် break 6 break ကြံနေရပေါ့နော်၃လုံးဝင်ရတော့ဒီညနေ၈ :00 ၃ :00 မှာကျွန်တော်68ဆိုပြီးမှထွက်သွားပြီပေါ့နော် အဲဆိုတော့၃လုံးဝေပြီးသွားပြီမွေးကွက်မှာကျွန်တော်၈ကွက်ပေးတာမှာအနည်းဆုံး၃ကွက်ကတော့လောဆယ်ထွက်သွားတယ်ထွက်သွားပြီဆိုတော့ကျွန်တော်မနေ့ပြန်ကြာပြီးနေ့တိုင်းနဲ့ကြံနေရက်ထပ်မွေးဖို့ပေါ့နော်ကျွန်တော်တစ်ဘရိတ်ကိုထပ်လိုက်ရင်လည်းရတယ်ပြောထားတယ်တစ်ချောက်ဘရိတ်ကြံအောင်ပေါ့နော်ဟုတ်ပြီကျွန်တော်မနေ့ကြာပြီးနေ့အတွက်ပဲသွားလိုက်ပေါ့တော့မယ်နော်ကျွန်တော် site ကတော့ရိုးရှင်းရှင်းလေးနဲ့ပေါ့နော်အွက်လည်းရမ်းမများတော့ပါဘူးကျွန်တော်က ဆိုတော့ကျွန်တော်၄လုံးဝေချောင်းမယ်၄90ခွင့်ဟုတ်ပြီကျွန်တော်ဒါကလည်းမနေ့က30ခွင့်ထွက်တဲ့ site နဲ့ကျွန်တော်ကြည့်ရပေါ့နော်ကြည့်ရတာမှာဒီမှာတော့သူကတော့30ခွင့်ထွက်ပြီးနောက်နေ့ညနေမှာ1 5ဒီမှာမှာ1 5ဆိုပြီးလာကြပေါ့နော်ဟုတ်ပြီအဲဆိုတော့အဲကျွန်တော်မနေ့ break ကိုတော့ညနေပြန်ကစားဖို့ပြောမလို့ဘာလို့လဲဆိုတော့ဒီသူက ညနေမဟုတ်ဘူးเนาะကြံအချိန်မှာကစားရလို့ရတယ်ဆိုတော့ပြောမလို့ဒီမှာနှစ်3က3နှစ်ထွက်တယ်30ခွန်ထွက်ပြီเนาะအဲ့လိုတွေထွက်ထားတယ်ကျွန်တော်ဒီမှာပြီးတော့ဒီ design ပေါ့เนาะတစ်လေးထွက်ပြီးတော့ဒီဘုတ်တစ်ခုနေမှာသူ break ကဒီမှာ break ပြန်ဆင်းနေဆိုတော့နောက်တစ်ချိန်မှာအနည်းဆုံးပြန်ဆင်းနိုင်လေဆိုကျွန်တော် break ကိုပေးဖို့ရာအာ position စကားတော့လုံးဝမထင်ထားဘူးပေါ့เนาะဒါပေမဲ့60 90ကျွန်တော်အတော်လုံးဝေမှာ60ထွက်သွားတယ်နောက်ပြီးအဲ့ဆိုကျွန်တော်ရိုးရှင်းလေးပဲသွားလိုက်မှာပေါ့เนาะ ီမှာကျွန်တော်တို့30ပုံထွက်ပြီနော်သူကြာပြေးနေမှာပေါ့3နှစ်30 3နှစ်30ဆိုတော့ဟုတ်ပြီသူကတော့ဒီဖော်တခုနေကနှစ်နှစ်3ကို3နှစ်ဆိုပြီးပြန်ကြာနော်သူကပြောမှာဆိုတော့ဒီနှစ်3ကိုဒီမှာ3နှစ်ဆိုပြီးมาပြန်စင်းတာအဲဆိုတော့ကျွန်တော်ဒီနှစ်5ကကျွန်တော်ဒီသူကခဏန်းကိုပြန်စင်းထားတာနော်ပြန်စင်းထားတာဖြစ်တဲ့အတွက်ဒီနှစ်5ကဟောဒီမှာ break ပြန်မစင်းနိုင်ဘူး ပြန်ဆင်းတာနဲ့မဆိုင်ဘူးဘောနော်။ဘာလို့ဆိုတော့၃ခွအောက်မှာဒီမှာ1 5ထွက်တာလေ။အကဲရူတူထွက်မယ်ဆိုရင်1 5ရဲ့အစမှာသူခွန်ဘရိတ်ကိုထပ်ထွက်ပေးရမှာဘောနော်။တကယ်တမ်းပြောမစဲဒီဒီချိန်မှာမပေးတော့ဘူး။ဒါပေမဲ့ तू က1 3က30နေဆိုရင်မနဲ့ကနဲ့မနဲ့မှာပြန်ဆင်းတာနော်။အဲ့1 5ကကျွန်တော်တို့မနဲ့ပြန်မနဲ့မှာပြန်ပြီးလိုက်လို့ကောင်းနေတယ်။အဲ့1 5တကွယ်ရှိမယ်ဘောနော်။အဲဆိုတော့မနဲ့ပြန်ကျွန်တော်1 5ကိုပြန်ကနန်းအနေနဲ့ပြန်ထိုးမယ်ပေါ့နော်။သူကဒီမှာ3ခွန်3ခွန်ကြာထားဖြစ်တယ်။သူ့ရင်ပတ်မှာဒီမှာ 64ဆိုပြီးမှတုံညာပြေကြတယ်ဟောဒီမှာနေ့ရှစ်ဆိုပြီးမှတုံညာပြေကြထားပါဘောเนาะဒီမှာဆိုရင်တုံရှစ်ဆိုရင်ဒါတစ်ပြေဟောဒီမှာတစ်ပြေပေါ့เนาะဟောဒီမှာဆိုရင်ကျွန်တော်တို့80ဆိုရင်ခွန်ပြေဟောဒီမှာဒီလိုခွန်ပြေလေးလာထောက်တယ်ပေါ့เนาะဒီလိုပုံစံလေးနဲ့ဟောဒီက20ဆိုရင်နေပြေပေါ့เนาะ30ဆိုရင်နေပြေဒီလိုလေးလာထောက်ပြီးမှဆင်းလာတာပေါ့ ဆင်းလာတဲ့ပုံစံဖြစ်တယ်ဒီကဒီ25မိနစ်ပြန်50မိနစ်ဆိုပြီးပြန်ဆင်းနိုင်ရေနော်ဟုတ်ပြီကျွန်တော်ခက်မြင်မြတ်တော်တော်လေးပဲသွားလိုက်မယ်နော်အဲ့ပြီးတော့သူညနေပိုင်းမှာတစ်တုံညဆင်းတယ်အဲ့တစ်တုံညဘယ်ကလာလဲဆိုတော့ဟောဒီကတစ်တုံညပေါ့နော်ကျွန်တော်ပြောထားတဲ့အ6ပြည့်မှာကျွန်တော်ပြောထားတဲ့နှစ်လေးကြံနေရနော်နှစ်လေးနဲ့30ကျွန်တော်ညမဲ့ကဏ္ဍမဲ့ယူလိုက်တော့မယ်နှစ်လေးနဲ့30ဘာလို့လဲဆိုတော့ကျွန်တော်နှစ်လေးနဲ့30ကကြံကြံကဏ္ဍဖြစ်နေသေးတယ်ဆိုတော့ ကျွန်တော်အရင်ဘက်ကကနန်းကိုပြန်ကစားမှာဂျန်နေလေးအတွက်ဂျန်နဲ့နေလေး30ဆိုတာကိုကျွန်တော်တို့ပြန်ထိုးမယ်ပေါ့နော်နေလေး30မိနစ်ပြန်ကိုကျွန်တော်အဆော3ခွဲရှိပါရင်နော်ဒီမှနေ3ခွဲရှိပါရင်ဟုတ်ပြီကျွန်တော်နောက်တစ်ဆိုင်နဲ့တွားမယ်ပေါ့နော်ဟောဒီမှာအဒီနေ့ငါကြားတဲ့ဆိုင်လေးနဲ့ပေါ့နော်နေ့ငါကြားတဲ့ဆိုင်လေးနဲ့မှာနေ့ငါကြားတဲ့ဆိုင်လေးနဲ့မှာကျွန်တော်တို့ကဘယ်လိုပြန်သွားမလဲဆိုတော့ ကျွန်တော်ဒီမှာညံ့နေရတော့ကြည့်တော့ကြည့်လိုက်ပါလေသူကတော့ break to break ပြောပါဘောနော်ကျွန်တော်ကြည့်လိုက်တယ်ကြည့်လိုက်တာဆိုဒီလိုပေါ့နော်ဒီ3 6ကကျွန်တော်ဒီမှာ3 6ဆိုပြီးမှလာကြတယ်အပြင်ရဝေးတယ်ဟောဒီ1 5ကဒါမနဲ့25ထွက်လို့နော်ဟောဒီမှာ1 5လို့ပြန်ပေးမလားဆိုပြီးမှကျွန်တော်စဉ်းစားလိုက်ဒါမဲ့သူက break ပဲပြောပါမပေးပါဘူးပေါ့နော် โอเคအဲ့ဆိုတော့ကျွန်တော်တို့နောက်နီလန်တစ်ခုကိုတွားမယ်เนาะမနေ့ပြန်တွားပဲကြည့်မယ်လောစဲအဲ့ဆိုတော့ဒီမှာ25ထွက်ပြီเนาะ25ဆိုသူသူ့ရင်တစ်ပတ်ကဒီမှာ65ဆိုတော့ကနေဟောဒီမှာ65လို့ပြန်ဆင်းနေသူ့အရှိမကျွန်တော်တို့84ထွက်ထားရဟောเนาะ84ထွက်ထားတယ်ဟုတ်ပြီအဲ့ဒီမှာလည်း84ထွက်ထားတယ်အဲ့ဆိုတော့ဒီကျွန်တော်တို့ဒီ39ပေါ့เนาะဒီ39ကလည်းကျွန်တော်တို့မနေ့ပြန်မနေ့မှာ ကျွန်တော်တို့36ဆိုပြီးမှဆင်းနိုင်တယ်နော်သူကပါဆိုတော့ဒီမှာ15ထောက်တယ်94ထောက်တယ်ရှေ့မှာ94ထောက်တယ်15ထောက်တယ်ဘောနော်ဟုတ်ပြီညနေမှာတော့ तू က83ကြာဟာကျောင်းအဲ83ကဘယ်ရလာဆိုသူအရင်ပန်းတင်းလာနေတယ်83 83ဆိုတာ15ထွက်ပြီး तू ကနောက်ရက်တမှာမနော်ထွက်တယ်အဲ့ဆိုဒီဒီခါမှာဒီ68ကကျွန်တော်68လို့ထက်ဆင်းနိုင် တဲ့ပေါ့နော်ဘာလို့ဆိုတော့ဒါကြရင်းညနေမှာ position ဆိုပြီးမှထပ်ဆင်းနိုင်တယ်။ तू ကနှစ်ငါးထွက်လို့ဒီဟာကြီးပြရဆိုတော့ तू ကတော့ဒီတစ်ခေါက်မှာတော့ကြာရင်းနေမှာပြရနော်။အကယ်၍ तू ကကျွန်တော်ပြတဲ့ size ဆိုရင်ဒီ39ထွက်ပြီးရင်တော့ဒီ position ကိုလိုက်လို့ကောင်းတော့ပြန်ပြီးမှပေါ့နော်။တကယ်လို့39မနက်ပိုင်းမထွက်ခဲ့ရင်တော့နားတင်နားပေါ့နော်။အတီကတော့39ကိုကျွန်တော်မနက်ဟုတ်ပြီကျွန်တော်နောက်တစ်ဆိုင်နဲ့တွားမယ်ပေါ့နော်။ နောက်တစ်ဆိုင်နဲ့ဆိုညနေပဲ68ထွက်တာမှာเนาะကျွန်တော်ပြပေးမယ်68ထွက်တယ်မှာကသူကဘာလာလဲဆိုတဲ့ခါကျတော့ဒီမှာ38ကတနင်္လာကနေเนาะဒီမှာ38လို့ပြန်စင်းတယ်ကျွန်တော်ပြောရဲခုန68က68ထွက်ပြီလို့ဟောဒီမှာ68ကြီးထပ်မပေးနိုင်ဘူးလားဗောနော်ဒါကတော့သူကတော့တောက်ချာနေမှာဗောနော်ဒီ site နဲ့ဒီရှိရနဲ့ငါထွက်တဲ့ site နဲ့ဆိုတော့သူကကြာပြီနေမှာ ီဒီဘက်လေးကတော့ပြန်ကစားတင်တယ်ကျွန်တော်ထင်တာဗောနော်ပြန်ကစားတင်တယ်ဒါပေမဲ့ तू ကနှစ်9နဲ့ဒီ6ရှစ်ထွက်တဲ့ site မှာဘာတွားတူနေလဲဆိုတော့ညနေဘက်ကိုဟောဒီမှာ83 83ဆိုပြီးမှညနေဘက်ကိုတွားဆင်းတယ်ဗောနော်အဲဆိုတော့ကျွန်တော်တို့အဓိကညနေကိုကျွန်တော်တို့83တစ်ခွက်ကိုထည့်ကစားမယ်ညနေကို83ကိုပြန်ကစားမယ်ကျွန်တော်ဒီမှာ30ခွန်ထွက်ထားပြီးမှန်တယ် မမ်နဲ့ဆိုပေမဲ့သူကဒီမှာ83ဆိုတဲ့ကဏ္ဍကျွန်တော်ကပြန်ကစားပြင်မှာနော်အကယ်၍ဒီ83ကဒီအပွား28ကတုံညာ break လာတယ်ဆိုရင်ကျွန်တော်ပြောတဲ့ဒီ39ကလည်းမနဲ့ပြန်မှာဒီလိုပေါ့နော်ဒီ side 68ရဲ့ပေါ့ဒီမှာ28နဲ့39ဆိုရင်ဒီ39ကလည်းကျွန်တော်ဒီ39ဆိုတဲ့ကဏ္ဍမဟုတ်တော့ break ပြန်ကစားလို့ရတယ်ပေါ့နော် ဟုတ်ပြီအဲဆိုတော့ကျွန်တော်တို့မနက်ဘက်ကိုကျွန်တော်39ထွက်မယ်39ထွက်မှာကျွန်တော်ပူဇေရှုကိုတစ်ချက်ပြန်စဉ်းစားမယ်ပူဇေရှုမှာပါရီဘူးပေါ့နော်ဟာပြီးတော့ကျွန်တော်တို့စိုက်ကတော့အများကြီးမတော်တော့ပါဘူးဒီ86ထွက်တဲ့စိုက်နဲ့လေကျွန်တော်ပြထားဒီနှစ်လေ30ကိုကျွန်တော်တို့ဂျာပရိတောက်ဂျာနေရဲ့ပဲကျွန်တော်တို့တွေ့16ရက်အပါပေါ့နော်ထပ်ကစားမယ်ပေါ့နော် ော်ဒီမှာကဒီ site မှာတော့ तू อ่ะပါချန်နေလဲဆိုတော့ကကျွန်တော်เนาะ तू อ่ะจารีနေမှာจาတဲ့ site လေးနေ့လေးထွက်ပြီး3ည5 3ည5လို့ပြင်ဆင်3ည9 9ည6လို့ဆင်းနေဆိုတော့ကကျွန်တော်ခုနကကျွန်တော်ပြောတဲ့30ဖွန်ဆိုတာဒီจารีနေမှာလည်းပြန်ဆင်းနိုင်တယ်ခုနကကျွန်တော်နေ့9နဲ့6ရှိจาတဲ့ site က30ရဲ့ဒီ85ရဲ့နှစ်ခွက်ထဲရတော့တစ်ခွက်ပြန်ဆင်းနိုင်တယ်ဗောနော်အဲဆို85နဲ့3ခွန်3ခွန်ဥစားပြီးမှကျွန်တော်ပြန်ကစားမှာဗောနော် ပြီးတော့ကျွန်တော်တို့ဟို6-9နဲ့3-1 site လေးပေါ့နော်6-9နဲ့3-1 site ဒီတစ်လေးထွက်လို့ပေါ့နော်တစ်လေးထွက်လို့ဒီကတော့ဒီမှာ9ဒီမှာနော်9 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 ငါကိုဆိုပြီးဆင်းတယ်ငါနေကနေ့ငါဆိုပြီးဆင်းတယ်သူကပုတ်တခုကြာရီတောက်ကြဆင်းပြန်40ရ40နော်ဒီ653ညတင်မှာကျွန်တော်65တက်ွက်ပဲနော်နေ့လေး3ညတင်ပြီးသွားပြီပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်အားဆိုတော့ကျွန်တော်မနေ့ပြန်တော့ကိုတခါလေးရေးလိုက်ပဲပေါ့နော်ကျွန်တော်ဒီမှာရေးလိုက်နေ့ပြန်3ညနေပေါ့နော် ုံးရနေခုနကပိုင်း25နော်နေဆက်ခုနနေဆက်ဟာဟိုကျွန်တော်တို့မနေ့ပြန် main တင်ထိုးမှာကျွန်တော်တို့နေ့9ကို main တင်ထိုးမယ်ပြီးတော့ကျောင်းပြောင်းနေနေ့4:30ပေါ့နော်နေ့4:30နေ့9နေ့4:30ရေ သုံးဝက်ရှိမယ်အဲသုံးဝက်ကိုအားမယ်ဗောနော်ပြီးတော့ခဏလေးကျွန်တော်နောက်တစ်ဆက်ပြန်ကြည့်မယ်ပြီးတော့ဒီ၃ခုတစ်ခွက်ရှိမယ်၃ခုကိုမနက်ပိုင်းကစားမယ်ဗောနော်၃ခုလုံးပြီးတော့၃ခုတစ်ခွက်ရှိမယ်ဟုတ်ပြီကျွန်တော်ဒါကတော့ main ပေါ့နော်ကျွန်တော် ဒူးကတော့ခုနကကျွန်တော်ပြောတယ်65ပဲရှိမယ်65ရဲ့8ခွန်း653ရဲ့ဗောနော်ဒီ653ခွန်းရဲ့ခုနကကျွန်တော်ပြတဲ့ sign တိလေးနဲ့ထွက်တဲ့ sign 653ညတဲ့ဆိုတာ3ညတဲ့ကပါပြီးသွားပြီပါပြီးသွားပြီဖြစ်တော့တယ်ကျွန်တော်65ရဲ့85ရဲ့30ခွန်းရဲ့ အာကျွန်တော်ခုနဗရိတ်တလုံးကတော့ကြည်လိုက်သေးတယ်ကျွန်တော်အကြိုက်ပေါ့နော်ကျွန်တော်အကြိုက်ကျွန်တော်အကြိုက်ကိုတစ်ချက်ပြန်ကြည်လိုက်နည်းလေ အော်ဟုတ်ပြီခုနပြောနေတဲ့အဒီ86ထွက်ပြီးရနော်ကျွန်တော်ပြပေးမယ်နော်86ရောက်ထွက်ပြီးရင်သူကအနည်းဆုံးကျွန်တော်ဖတ်မြင်မြင်တော့တော့ပဲပြောလိုက်မယ်ဟောဒီမှာ9 3ဆင်းနဲ့86ဆင်းနဲ့ဟောဒီမှာ3 5ဆင်းနဲ့ပေါ့နော်ဟောဒီမှာ87ဆင်းနဲ့အဲ6 break 6 break ရတော့မဟုတ်ဘူးပြောမှဆိုသူကနှစ်ခတ်ပေါ့နော်နှစ်ခတ်မှာကျွန်တော်ပြတဲ့စာ87ရ3 5ရအဲ့ဒါကြတော့ကျွန်တော်မနေ့ပြန်နေရက်ကနေစပြီးထိုးလို့ရတယ်ပေါ့နော် ြန်17ရက်3ရက်နှစ်ခတ်မှာကနှစ်ခတ်လို့ရေးလိုက်ပါနှစ်ခတ်မှာကကျွန်တော်17ရက်3ရက်နှစ်ပွဲကျွန်တော်အကြိုက်ပေါ့နော်အဲ့ကြပေးနေတဲ့ site လေးကျွန်တော်ပြိတ်တလုံးတော့ဖယ်ရောက်သွားတယ်ဟုတ်ဒီမှာ ရာရိုးရှင်းလေးပါပဲเนาะသူကနဲ့သူအရင်ညက်တရားအာသူကနဲ့သူလေးတစ်လေးဆိုတာငါးပရိကတော့ကြာနေတယ်မှန်တယ်ဒါပေမဲ့လောဆယ်ခဏပေးပဲထားလိုက်ပါเนาะဒါမှနှစ်လေးထွက်ပြီးရင်เนาะဒီမှာနှစ်လေးထွက်ပြီးရင်သူကဒီမှာ၃ည၅ဆိုတာငါးပရိကြာနှစ်လေးထွက်ပြီးရင်ဒီမှာ88ဆိုပြီးမှကြာပရိနေမှာ88ကြာတယ်เนาะငါးပရိငါးပရိပြောမှဆိုမနေ့ပိုင်းကငါးပရိကြာတယ်ကြာရင်တော့မနေ့ပိုင်းကိုငါးပရိကိုတီးတန်းလိုက်ပါเนาะ ်ဒါ nga break เนาะ break တလုံးကိုကျွန်တော်ပြောပြပြီးဟောကျွန်တော်ကြိုက်တဲ့ break လေးပေါ့ဒါ you ရှင်လေးအချိန်ရင်လည်းမများတဲ့အတွက်အဲဆိုတော့ကျွန်တော်တို့မနေ့ပြန်တွေ့ကတော့ကျွန်တော်တို့ဒီဟာပေါ့เนาะကျွန်တော်ပြောတဲ့ဟာဒီ3ခွန်တို့တကယ်လို့အကယ်၍ဟိုဟာ89တို့ကတော့ညနေ site ကောင်းရင်တော့ကျွန်တော် Fiber Telegram channel မှာတင်ပေးထားပါမယ်ကျေးဇူးတင်ပါတယ်